အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးစိတ်ဒုက္ခ၊ကာယဒုက္ခ၊နှစ်ချာသောဒုက္ခနဲ့ ပြည့်စုံနိုင်ကြပါစေ။ဆိုရင်းနဲ့မရှိဘူးနော်။တက်မလာရဘူးမလာရတဲ့တက်ကိုဒီဘက်မှာဘယ်လိုကစားဒီဘက်အသေးနဲ့တက်ဘယ်လိုကစားကွက်မျိုးကိုကစားမလဲလို့ဆက်ဆက်ရပါနော်။ရတဲ့မရှိလေမေးရ ိတ္တိပြောက်သွားနိုင်လားလာနိုင်သလားဆိုတဲ့တန်ရရရတော်တော်လေးကြည့်ထွားကြရနော်ပြောက်တာမပြောက်တာကသူ့အလုပ်ပဲကစားရမှာကကိုယ့်အလုပ်ပဲကျွန်တော်ရဲ့မူဝါဒကတော့ကြောက်ချင်းမကြောက်ချင်းဒီသူ့ရဲ့အလုပ်ကစားနေရမှာဒီကိုယ့်ရဲ့အလုပ်ပဲအဲ့တော့တက်နေပတ်တူပြီးတော့ကလေးအတွေ့လေးပါပဲနော်ရိုးရှင်းရှင်းအတွေ့လေးတစ်ခုမြောက်ဝင်ပြလိုက်နော် ရိုးရှင်းဒီနားမှာရိုက်ထားတဲ့ဟာလေးပါရှင်ရောမောင်း6ဆောက်ရနက်က9နောက်ပိနေပရိင္ငါရှင်ရောမောင်း6ဆောက်ရနက်က9နောက်ပိနေပရိင္ငါရှင်ရောမောင်း6ဆောက်ရနက်က9နောက်ပိနေပရိင္ငါအဲ့လိုရိုက်ပြီးတော့ဒီနေ့ထဲမှာရှင်ရောမောင်း6 9နောက်ပိလို့ရိုက်ခဲ့တဲ့နေ့ထဲမှာ6သိကျွန်တော်ပြောခဲ့ပါတယ်နော်အများကြီးပြောခဲ့ ောက်ရည်နှစ်ကျင်ရဲ့ဇောင်းမှာကျောင်းနောက်ပဲသူ့ရဲ့နောင်းတွေကိုလိုက်ရမှာဆိုစနစ်ကပြောကြတယ်ပထမလိုက်ခဲ့တဲ့စနစ်ဒီခွန်နောက်ပဲရဲ့အောက်မှာရှိတဲ့၆တေစီရဲ့ဇောင်းမှာ၆နောက်ပဲကိုလိုက်ရနောက်တစ်ခါလိုက်ရမယ်စနစ်ဒီ၆တေဒီမှာမလိုက်ဘူးနောက်တစ်ခါဒီမှာ၆ထိပ်ရှိရလိုက်ပြီးဘာကြောင့်လဲနောက်ဆုံး၆ထိပ်ဖြစ်သွားတယ်ဆောင်းနောက်ပဲလိုက်ပြီး သူ့ရဲ့အောက်အခုကျွန်တော်ဆက်ကစားမယ်စနစ်ပေါ့နော်အောက်မှာ6ထိပ်မရှိတော့ဒုတိယကအဲ့တိုင်းပဲရှင်ရောမောင်6 9နောက်ပဲလို့ရက်ပြီခွန်နောက်ပဲရဆောင်းမှာ6ထိပ်လို့ရက်ပြီအဲ့6ထိပ်ရဆောင်းမှာ6နောက်ပဲလို့တိုက်တယ်တကြိမ်နောက်တဲ့တကြိမ်ကကျွန်တော်ဒီမှာဒီ6ထိပ်ရဆောင်းမှာ6နောက်ပဲလို့လိုက်တယ် အောင်ပါ၆ထိပ်လုံးဝမရှိတော့ဘူးအဲ့တော့သူ့ရဲ့သုံးပြချက်ကနောက်ဆုံး၆ထိပ်စီးရဆောင်မှာ၆နောက်ပြီးလို့လိုက်တယ်လိုက်တာနဲ့သူ့ရဲ့အောက်မှာအခုဆက်ကစားမဲ့စနစ်ပေါ့နော်ဒါဆိုတတိယကတ်ဒီတိုင်းဖြစ်သွားတယ်ရှင်လုံးမောင်းချက်၉နောက်ပြီးဒီနေ့ထက်မှလည်းပဲလားဒီ၆ထိပ်စီးရဆောင်မှာ၆နောက်ပြီးမလိုက်ချက်ဘူး၆ထိပ်စီးရဆောင်မှာ၆နောက်ပြီးမလိုက်ချက်ဘူးဒီ၆ထိပ်စီးရဆောင်မှာ၆နောက်ပြီးလို့ မလိုက်ခင်ခဲ့ချိန်မှာမှစလိုက်တာလေဆိုတော့ရှေ့မက်သက်တိုင်းမှာခွန်နောက်ပြည့်ဇောင်းမှာစထွက်ထားတဲ့6သိစီရဲ့ဇောင်းမှာပဲ6နောက်ပြည့်လိုက်ခဲ့တာတဲ့ပရမအဲ့လိုပဲဒီ6နောက်ပြည့်ဇောင်းမှာ6ဒီ6သိစီရဲ့ဇောင်းမှာ6နောက်ပြည့်မလိုက်ဘူးဘာကြောင့်လဲအောက်မှာ6သိဒီချင်းကျန်နေတယ်ဒီ6သိစီရဲ့ဇောင်းမှာမှ6နောက်ပြည့်လိုက်ခဲ့တာ အဲကျွန်တော်ပြောခဲ့တယ်ဒီ၆စီမှာတော့လည်းကစားပါဒီ၆စီရဲ့ဆောင်းပါလေချောင်းတော့ပဲဒီလိုကစားပါကစားပါကျွန်တော်ဒါကျွန်တော် live ကိုအများကြီးကြည့်နေပေးသက်တယ်ဆိုပြီးတယ်ပြီးခဲ့တဲ့ပွဲမှာလည်းပဲဒါကျွန်တော်တို့ချောင်းတော့ပဲနဲ့ content 6စီရဲ့ဆောင်းမှာချောင်းတော့ပဲလိုက်တယ်ပထမနောက်တစ်ခါနောက်ဆုံးချောင်းတော့ပဲဆောင်းမှာ6တော့ပဲ6စီရဲ့ဆောင်းမှာချောင်းတော့ပဲလိုက်တယ်အမှုခွာလိုက်တယ် နောက်တစ်နှစ်မှလည်းဒီတိုင်းပဲခွန်နောက်ပိတ်လို့ခွန်နောက်ပိတ်ရဲ့အောက်က6ထိပ်စီးရဲ့ဇောင်းပါပဲပထမဆုံး6ထိပ်စီးရဲ့ဇောင်းပါပဲ6နောက်ပိတ်လိုက်တယ်နောက်ထပ်တစ်ခါနောက်ဆုံး6ထိပ်စီးရဲ့ဇောင်းပါ6နောက်ပိတ်လိုက်တယ်အမှုခွန်နဲ့လိုက်တယ်တတိယကလည်းဒီတိုင်းပဲဒီမှာ6ထိပ်စီးရှိခဲ့တဲ့6နောက်ပိတ်မလိုက်ချင်ဘဲကြမှာစလိုက်တာဒီနောက်ခွန်နောက်ပိတ်လို့ခံထားတယ်ခွန်နောက်ပိတ်ကဒီဒီချိန်နဲ့ခံထားတယ်ဒီနှစ်မှာ သူ့ရဲ့ဆောင်းမှာရှိတဲ့6ထိပ်ကလည်း6နောက်ပိတ်လို့လိုက်တယ်ဟုတ်ပြီနော်အဲ့လိုပဲဒီ6ထိပ်မှာမလိုက်ခဲ့ဘူးဘာကြောင့်လဲနောက်ထပ်6နောက်ပိတ်ကျန်နေတယ်နောက်ဆုံး6ထိပ်ရှိတဲ့ဆောင်းမှာ6နောက်ပိတ်နဲ့အမှုခွန်နဲ့လိုက်တယ်ကျွန်တော်တို့ဆိုလို့ရှိရင်63လုံးကစားတယ်6 4 6ကစားတယ်နောက်တစ်ခါ4 4 6ကစားတယ်ကိုကိုချောက်ကစားရင်ထွက်တော့တာ696ကံတရားလဲလို့ရေနော်ချက် ပြောကြတာလိုက်ပြီပေါ့နော်စနစ်နှစ်ခုအမှန်တိုင်းလိုက်ပြီအဲ့လိုလိုက်ပြီးတဲ့အောက်မှာမှဒီမူရင်းတည်ခဲ့တဲ့မူရင်းတည်ခဲ့တဲ့ပရိင္ငါလိုရဲ့အဲ့ဒီပရိင္ငါဒီ၆၆၆ပဲလိုရဲ့ပြီ၆ရဲ့ပါဝါတက်နောက်ပိတ်ပိုင်းနဲ့ပရိင္ငါရဲ့ဒီမှာလည်းဒီတိုင်းမှာမူရင်းတည်ခဲ့တဲ့ပရိင္ငါဒီဒုတိယမြောက်၆တိစီ၆အပိတ်အမှုခွန်နဲ့ရိုက်ပြီးအောက်မှာမှပရိင္ငါလိုလိုက် လိုက်တဲ့အချိန်မှာစောင်းနောက်ပြီးအောက်မှာစောက်ထိတ်စောက်ပိတ်စောက်ရပါဝါတက်နောက်ပိတ်ပိုင်နဲ့စောက်ရပါဝါစောက်ထိတ်စောက်ပိတ်အောက်မှာတက်ကိုးရပါဝါရှင်နှလုံးပေါင်းလွှင်းနဲ့ပရိငါလို့လိုက်တာစောက်ရပါဝါစောက်ထိတ်စောက်ပိတ်အောက်မှာတက်ဒီကိုရပါวะရှင်နှလုံးမောင်းလေးနဲ့ပြိငါဆိုလိုက်တာအဲ့တော့အခုလဲ6ဖိတ်6ဖိတ်ရိုက်ခဲ့ပြီ

တုံညတိတ်စီနဲ့ဆိုတုံညလေးတိတ်တိတ်တိတ်စီနဲ့ဆိုတတုံးတိတ်နှစ်တိတ်စီနဲ့ဆိုနှစ်နှစ်တိတ်သုံးတိတ်တိတ်လေးတုံညတိတ်ငါးကိုတိတ်ဆောက်ရှိတိတ်ကုန်းကုန်းတိတ်ရှိချောက်တိတ်ကုန်းငါတိတ်ဒီစက်ွက်ကျဲလိုက်တော့နော်အဖို့ဝင်ဘာဖြစ်လို့လဲနေရမပေးနိုင်ကျွန်တော်ပြောပြီးပြီအကွက်ချင်းချင်းနဲ့ထုံမယ်ငါးကွက်ထုံမယ်ဟာနေတော့ကျွန်တော်ခုနှစ်ကွက်ထိဘလို့မှရှောင်းမရဘူးခုနှစ်ကွက်တဲခုနှစ်ကွက်ထုတ်လိုက်ရတယ်မမကတ်ကနော်အဲ့ဒီလိုကနန်းနေရင် ထက်မပင်းနိုင်နေရာမပင်းနိုင်လို့ကြိုက်တဲ့မိတ်ဆွေကအကို light ထူနော်ကြိုက်တဲ့မိတ်ဆွေက light ထူဘာလို့နေရာမပင်းနိုင်လဲကျွန်တော်မှန်ပါကတည်းကထက်သုံးတဲ့စနစ်တွေဒီစနစ်တွေထက်ပိုပြီးတော့ကျွန်တော်ရဲ့အတွေးခေါ်ပိုင်းမှာပေါ့နော်ပိုပြီးတော့အတားကျက်ရှိတယ်ထင်လို့ဒါတွေကနေရာမပင်းခံမပင်းနိုင်လို့ခြံခဲ့ရတဲ့ကဏ္ဍတွေကြိုက်ရင် light ထူနော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်7 question ဖြစ်သွားပြီပေါ့เนาะ10နောက်ပိတ်ရှင်းနှလုံးပေါင်း၄နဲ့ ပိုင်ငါးဆက်ကွအဲ့စနစ်ဆိုစနစ်တိုင်းလာမှာပဲလာရင်တော့ကျွန်တော်အယူဆပြောပေါ့နော်ခောက်ထိတ်က၆ပိတ်လို့လာရသူ့ရဲ့ဘဝတက်နောက်ပိတ်လို့ရိုက်တယ်အဲ့ချိန်မှာထေစီထောင်၃လုံး၆၆ဒီမှာ၃လုံးကျွန်တော်ထည့်ကြည့်တာကပါဝါထရိုင်ပါဝါထရိုင်နဲ့ဒီပုံစံဝင်လာရင်ဒီထေစီထောင်၃လုံးကိုဒီစာထဲမှာတော့နက်ခတ်ပါဝါထရိုင်စနစ်နဲ့ပြန်ပြီးတော့ထည့်နေတယ် ကျွန်နက်ခတ်ပါဝါတိုင်းစနစ်နဲ့ပြန်ထည့်နေဆိုဒီမှာနှစ်လေးနက်ခတ်တွဲထားတဲ့အတွက်ဒီနေရာကိုဝင်နိုင်တဲ့ကောင်ကနှစ်ရဲ့ပါဝါခွန်လေးရဲ့ပါဝါကိုတစ်လုံးနဲ့ဒီနေရာမှာဆိုလေးရဲ့ပါဝါကိုလို့ထည့်ပြီးတော့နှစ်လေးကိုနက်ခတ်ပါဝါတိုင်းထည့်ကိုတိတ်တပိတ်ဘရင်ငါဖြစ်ဖို့ငါးတစ်လုံးထည့်ပြီးတော့အောင်းသွားတာလားစဉ်းစားတာပေါ့နော်ဒါမတက်ကျတော့စဉ်းစားတာပေါ့ထည့်ပြီးလို့ ပောက်ကွက်ဖြစ်သွားရင်မှန်ပြီပေါ့ပောက်ကွက်မဖြစ်ရတော့ဒီစနစ်မပိဘူးပေါ့ဒီလိုပဲပြောတာပဲချဲမှာเนาะဘာလို့မှအပိုင်မတည်ဘူးယူရဲကောင်တွေပိုင်တယ်လို့ပြောတာเนาะအဲ6တိတ်6ဘိတ်သူ့ရဲ့ဘဝတွေ661ဘဝထိုင်လို့ဝင်လာပြီထိတ်စီးတုံးလို့နက်ခတ်ဘဝထိုင်နဲ့ပြန်ထောင်တဲ့စနစ်ပဲကျွန်တော်ရဲ့အတွေ့အမှားပေါ့เนาะငါတော့နက်ခတ်နှလုံးအရင်ရိုက်တယ် ရိုက်တာလဲနက်ကပါဝါထိုင်ထောင်တဲ့အချိန်ကမှနက်ကနှလုံးကိုအရင်ရိုက်တာနှစ်လေးပြီးမှဒီနှလုံးနဲ့တစ်လုံးပါဝါထည့်တာငါးတော့နက်ကနှလုံးအရင်ထည့်တာထည့်ပြီးမှအဲ့နှလုံးနဲ့တစ်လုံးပါဝါတစ်လုံးကျပြီးတော့နက်ကပါဝါထိုင်ကျတာဒီနေရာမှာတော့၃ည၅ရက်ပါဝါ၃ညလို့ထည့်ပြီး၃ည၄တက်လို့ဒီဘောက်ထဲအောင်းနာဒါဆိုရင်အဲ့စနစ်နဲ့ကျွန်တော်တို့ယူကြည့်ရအခုလဲနက်ကထောက်သွားပြီခု၆နက်ကတွေကတော့ထောက်ပြီးသွားပြီ ။ထောက်ပြီးသားဖြစ်တဲ့အတွက်ဒီမှာဝင်ရမဲ့ထိပ်စီးပြီး net cap power ထိုင်စနစ်ဆိုတော့ကိုယ့်ရဲ့ power 4 6ရဲ့ power 1တလုံးလုံးကဝင်ပြီးတော့ကစားပေးရမှာ။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ power 4ဆိုလို့ရှိရင်ဒါ၄ထိပ်1ပိတ်လို့ရပြီ။6ရဲ့ power 1ဆိုလို့ရှိရင်ဒါ1 1 1ထိပ်1ပိတ်အခွာလို့ရပြီ။အဲ့တော့ကျွန်တော်တို့ဒီစနစ်က brain ကစားတဲ့စနစ်ဆိုတော့ ျွန်တော်လေးထိတ်တစ်ပိတ်မှာပြိငါဖြစ်အောင်လေးတုံညာတစ်ဆိုကနန်းတစ်ပေါက်ပြိထိတ်တစ်ပိတ်မှာပြိငါဖြစ်ဖို့လို့၃ခါပေါ့ဒါတစ်၃တစ်ပတ်လေမြေကနရှိရည်လေကျွန်တော်ရှင်းပြခဲ့တဲ့ဒီလေးတုံညာတစ်ဒီနေ့ထဲမှာအချင်းချင်းလိုက်ပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ဖမ်းပြီးထိုးခဲ့ပြီးတယ်အဲ့တော့ဆက်ကွက်လုံးအဖုံးဝင်နေဆက်ကွက်လုံးမလိုက်ခဲ့ဖြစ်ခဲ့ရင်တော့ဒီနှစ်ကွက်တော့အမှတ်ရလေးအရင်ကြီးတော့ထိုးစစ်ပါလေပေါ့နော်အရင်ကြီးတော့ထိုးစစ်ပါ အရေးကြီးတော့လိုက်ပြီးထူထပ်တင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တဲ့ message ကအတော်အပြည့်ဆုံးယူချင်သလားယူချင်ရင်ကျွန်တော်တို့ကအမေယူရမယ်စနစ်ကတေဂျာဘောက်66တဲ့ဆိုတဲ့ခွေးစနစ်ကိုတင်နောက်ဘိတ်ကိုပုံတွေယူရမယ်ပရမတ်တစ်ဆင့်တင်နောက်ဘိတ်နဲ့ဘရိငါဆိုတဲ့ယူရှင်ဆက်ွက်ယူချင်တင်နောက်ဘိတ်နဲ့ဘရိငါဆက်ွက်သုံးလိုက်အဲ့လိုတော့မဟုတ်ဘရိတ်တော့မကြိုက်ဘူးသဘောကကိုယ့်ကိုညံတော့ပြီးသုံးဖို့ကျွန်တော်တို့တင်ပေးတာနော် တော့မကြိုက်ဘူးဒီမှာ6 6တက်ပါဝါထိုင်ခွေးလို့ဒီမှာ neck ကရိုက်ပြီးပြီဒီ neck ကနှလုံးရဲ့ပါဝါထွက်တဲ့ neck ကပါဝါထိုင်စနစ်ကိုလိုချင်တယ်ဆိုလို့ရှိရင်လက်ထိတ်တက်ပိနေအလေခါစီမိမိကျိနေတဲ့သားဆက်ကွက်ကစားပလဲဟဲ့တော့ယူကစားပေါ့နော်အဒီလိုမှမဟုတ်ဘူး6 6တက်တက်ထိတ်တက်ပိတက်တဲ့အခွတက်တက်အခွကိုလိုချင်တယ်ဆိုဆက်ကွက်စီဒီဆွဲ ုကြိုက်တာကိုယူသုံးပေါ့နော်ကျွန်တော်တို့ကစနစ်အရာထောက်ပဲတဲ့ချုပ်ရင်ချက်ချုပ်လို့ရတယ်ပဲချုပ်ပစ်လိုက်တဲ့ကနန်းအောင်လို့ဆိုတာအင်မတန်ကန်ထူးတဲ့အချိန်မှာအောင်လို့ရတယ်စနစ်ဆိုတော့အောင်လို့ရတယ်အဲ့တော့ဒီ live ကကျွန်တော်ပေးချင်တဲ့ message ကဒီပွဲမှာကတက်တီပေါ်လာမယ်ဆိုရင်နောက်ပိုင်းနဲ့အကောင်းတယ်လို့ရှုမြင်တယ်ပေါ့နော်ဒါကိုပြောပြလိုက်တယ်နောက်ပိုင်းနဲ့တက်ပေါ်လာမယ်ဆိုတက်နောက်ပိုင်းတစ်လုံးနဲ့ပေါ်လာဖို့ဒီစနစ်အရာဆိုရင်အကောင်းတယ်လို့ဒါကျွန်တော်သုံးသပ်တာပေါ့နော်အဲ့တော့ တနောက်ပိတ်အားကောင်းတဲ့ချိန်ကမတက်နောက်ပိတ်နဲ့ပရိင္းငါဆိုတဲ့စနစ်ပေါ်လာနိုင်တဲ့ဆက်ကွက်တန်းစနစ်အဲနောက်တစ်ခုကဗရိတ်မကြိုက်ဘူးဆိုလေးထိပ်တက်ပိတ်နဲ့အလဲစီးစီးနဲ့ဆက်ကွက်တန်းစနစ်ပေါ်လာနိုင်တယ်အဲဒါနောက်တစ်မျိုးကတက်ထိပ်တက်အပိတ်တက်တဲ့အခွနဲ့အလဲစီးစီးနဲ့ဆက်ကွက်တန်းပေါ်လာနိုင်တယ်ဒီထဲကနေမှာစနစ်၃မျိုးလောက်ထိပေါ်လာနိုင်တယ်အကွက်၃၀အကွက်၃၀ပေါ့နော်ဒီစနစ်ရအကွက်၃၀ဖြစ်နေတယ် က်30ဖြစ်နေပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီစနစ်လူဟာမျိုးတွေကကျွန်တော်ရွေးချယ်ပေးရမယ်ကနန်းပေါ့နော်တော်တော်လေးခက်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 ရွေးရတယ်အဲ့ဒီအတွက်တိုက်တယ်လို့ကိုယ့်ကိုရန်လို့ထိုးခြင်းဒီလိုပဲထိုးပါလို့ live ပြောပြီးပြောဖို့အကောင်းဆုံးပဲနော်ဒီထက်ကနေကျွန်တော်ရွေးချယ်ပေးဖို့ဆိုခက်ခက်ဒါကြောင့်ကျွန်တော်မမကက်ဆက်မှာဒီစနစ်မျိုးတွေကနေကနန်းထက်မပေးလိုက်ပါဘူးနော်ဒါအဖွဲ့ဝင်တွေလည်းသိသိချင်းနေအဲ့ဒါဒီနေ့စပြီးတော့ မင်းရဆပြီးတော့ပေါ့နော်အချိန်တိုက်ဝယ်ယူနေပုံကိုမင်းရဆပြီးတော့ရောင်းတယ်ကျွန်တော်ဒီမှာလိုင်းကမတိကြဘူးအခုတောင်မှမထင်မှတ်တဲ့အချိန်မှာလိုင်းကကောင်းလို့ထပြောတယ်အဆင်မပြေဘူးအဲ့တော့ဘူဇိုဖိုင်ရိုက်ထားတာကြီးတော့ရှိတယ်စိုက်ပြပြီးတော့ဘူဖိုင်ဘာကနေပို့ဖို့ဆိုရင်လိုင်းကောင်းမှပို့လို့ရတယ်အဲ့တော့ကျွန်တော်တို့ကလိုင်းလိုင်းကကောင်းတယ်မကောင်းဘူးအာမကန်ကျင်မပေးနိုင်တဲ့အတွက်စိုက်မပေးဘူးဒီလိုပဲပြောရတာနော်အဲ့တော့အချိန်တိုက်ဝယ်ယူနေဆိုလို့ရှိရင်ကျွန်တော်တန်ဖိုးတွေအများကြီးညှင့်ညှင်းရောင်းတယ်ဘာဖြစ်လို့လဲ ချက်ဝယ်တိုင်းပေါက်တာမဟုတ်မဝယ်လားလာပြီးတော့မဝယ်စီခြင်းလို့ကိုတန်ဖိုးတွေညှင့်ထားတယ်။ဟုတ်ပြီဒါဆိုတန်ဖိုးတွေညှင့်ထားတာလာပြီးမဝယ်စီခြင်းလို့တန်ဖိုးတွေညှင့်ထားတယ်။ကံကောင်းမှပေါက်ရတဲ့အလုပ်မှာကံကောင်းမှပေါက်ရတဲ့အလုပ်မှာဝယ်လဲဝယ်ရည်ထိုးလဲထိုးရည်ပဲ။ဒါအဲ့လိုခြင်းကမျိုးမှာမတိကြတဲ့အလုပ်ကိုလောဘကြောင့်နောက်ကိုလိုက်မဲ့ တကယ်မရှိပဲနဲ့နော်ဟိုဟာဟိုဟာရောင်းချဒီဟာရောင်းချဟိုကြည့်ဒီကြည့်ဖြဲဆိုတဲ့ပိဿတွေမလားစေကျင်တို့ကိုတန်ဖိုးတွေညှင့်ထားတယ်ကျွန်တော်ပြောတဲ့စေစနာကိုခရောက်နားလည်လိမ့်မယ်ဒါဆိုရင်ကျွန်တော်ညှင့်ထားတဲ့တန်ဖိုးလာတဲ့လူပတ်တန်သုံးနိုင်တဲ့လူတွေလာတာသူတို့အတွက်ရှုံးရှုံးသွားလို့ဘာမှမဖြစ်ဘူးကျွန်တော်လည်းစိတ်မကောင်းစရာအကြောင်းမရှိဘူးဒါကြောင့်ကျွန်တော်ကတန်ဖိုးညှင့်ထားတယ်အဓိကကကျွန်တော်ပြောတဲ့ရည်ရွယ်ချက်ကိုနားလည်နိုင်ကြပါလားအသေးပဲကိုနားလည်နိုင်ကြပါလားတန်ကောင်းမှချက်စီပေါက်လို့ရတယ် နော်တန်ကောင်းဓမ္မချက်စီပေါက်လို့ရတာကျွန်တော်2020ကျော်မမခေါ်မလားမခေါ်ဘူးလားအများနဲ့မြင်နေတယ်စဉ်းစားနေတယ်ကျွန်တော်ခေါ်ရတဲ့တန်ဖိုးအမြင်နဲ့ခေါ်မှာဘာဖြစ်လို့လဲမလာအောင်လို့ကိုခေါ်မှာအဲလာတဲ့ပြည့်တဲ့အဆိုင်ရတဲ့လူလာလိမ့်မယ်တုံးမကုံဖြုံးမကုံတဲ့လူတန်းစားတကယ်ဝါသနာပါတဲ့လူတွေပဲလာလိမ့်မယ်အဲ့ဒီအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့အတွက်ကျွန်တော်ရဲ့စိတ်က pressure မဖြစ်မဖြစ်တော့ ဘာဖြစ်လို့သူပတ်စံသုံးနိုင်တဲ့လူဒန်းစားတွေနော်ပတ်စံသုံးနိုင်တဲ့လူဒန်းစားပတ်စံကိုအသုံးပြုနိုင်တဲ့လူဒန်းစားတွေဖြစ်တဲ့အတွက်အောင်မြင်ချင်းရှုံးနေခြင်းကသူတို့တွေကျွန်တော်လိုက်ပြီးဝမ်းနဲ့ပြေးစရာမလိုတော့ဘူးဝမ်းတပ်ပြေးစရာမလိုဘူးခုနပြောတဲ့အချိန်ကလူဒန်းစားတွေအတွက်ဒါကျွန်တော်လူမျိုးခွဲခြားမှုနော်ကျွန်တော်ရဲ့စေနာအမှန်ကိုပြောပြရတယ်အဲ့တော့ကျေဝါဒနာပါလို့လိုက်ထိုးနေတဲ့လူချိန်ငှားပြီးထိုးနေတဲ့လူတွေဘယ်တော့မှမလုပ်ပါနဲ့ကျွန်တော်အမြဲတမ်းတားတယ်နော် ဘယ်တော့မှမလုပ်ပါနဲ့ကိုနိုင်နဲ့ဝင်ကိုကံလေးကိုကိုယ့်ကိုစမ်းအမြဲတမ်းပြောတယ်ဒါစေတနာနဲ့ပြောတဲ့စကားနော်အဲ့လိုလာပြီးအာကျွန်တော်တော့ဘာခက်ခဲဖြစ်လို့အဘာဒုက္ခရောက်လို့အမှလာပြီးအာဂုရီကျုပ်တဲ့ဖန်ဆင်းရှင်ဘုရားနတ်မျက်စိရှိရမှာဘလို့မှသိကြပေါ့ပေါက်ပါမယ်ဆိုမသိဘူးမလာသိချင်မလာသိချင်လို့ကျွန်တော်ကြည့်နေနောက်ပိုင်းမှာမြင့်ပြတယ်မလာအောင်လို့မြင့်တာကျွန်တော်မြင့်တာလိုချင်လို့မဟုတ်ဘူးကဲကျွန်တော်မြင့်လိုက်တယ်လာတယ်လာလဲပုဂ္ဂိုလ်ကြီးကပတ်စံတကယ်သုံးနိုင်သွားတဲ့ပုဂ္ဂိုလ်ကြီးသူတို့အတွက် ဒီငွေပါအမောက်ပမာဏတွေထူးခြားပြီးတော့ဝမ်းတာခြင်းဝမ်းနေခြင်းမရှိတဲ့လူရန်သားတွေအဲ့လိုလူမျိုးတွေပြက်ပရက်ရှာဝင်စရာအကြောင်းမရှိခုနလူမျိုးတွေကျွန်တော်ကိုယ်တိုင်ပရက်ရှာလိုက်ဝင်ရတယ်အဲ့အတိပေးလို့တာကဝဲပြီးပေါက်တဲ့ကနန်းဝင်မှာချက်ဆိုပေါက်တာမဟုတ်ကံကောင်းမှာပေါက်ရတာဒါလေးကိုခဏလို့သိနေတယ်ကျွန်တော်ခေါ်ရင်လည်းပဲဆက်ပြီးတော့ဒီလောကမှာကျွန်တော်လာအောင်နေနေအောင်ပဲဆိုရင်လည်းပဲတန်ဖို့တွေကြီးနေခေါ်မှာနော်ကျိုးပြောတာပိုက်လို့လားမပိုင်ဘူးမလာအောင်လို့ကိုခေါ်မှာ လူများများမလာအောင်လို့ကျွန်တော်အဲ့လိုကျင့်မယ်။ဒါကျွန်တော်ရဲ့စစ်မှန်တော့စိတ်တဲ့စစ်မှန်တော့စေစနာကိုပြောပြရတယ်။နော်။ကံကောင်းမှချဲဆိုပေါက်လို့ရတာခဏလို့လောဘတရားတိုင်းမပေါက်ဘူး။အဲ့ဒီအတွက်ပြောပြရတာနော်။ကြိုင်လာခဲ့မကြိုင်မလာခြင်းတဲ့။ပေါက်ရမယ်မပေါက်ရင်ရှုံးမယ်ကျွန်တော်ပြောပြီးသား။တက်နိုင်တဲ့လူမှလာခဲ့မတက်နိုင်တဲ့လူလုံးဝမလာနဲ့ဒီကြိမ်တိုက်အချိန်20အတွက်ဆိုကျွန်တော်2000ယူလိုက်တယ် ဘာဆိုင်မှန်ဘူးကျွန်တော်ရေးထားတဲ့ကနေ software တက်လीခင်ဗျငွေနဲ့တောင်းလွှဲရတယ်ဆိုကျွန်တော် guest ပြန်ပြီးအဲ့အလေးပဲနှိပ်ဖို့ပေးတယ်ရှင်းတယ်နော်ကျွန်တော်ပြောတာဘာလို့တန်ဖိုးတွေမြင့်တာလဲဆိုအဲ့လိုမျိုးပေါ့နော်ကျွန်တော်ပြောတဲ့အတိတ်တွေကိုနားလည်နိုင်ကြပါစေချဲ့ရဝဲပြီးထုံးမှာပောက်တယ်လို့မဟုတ်ဘူးကံကောင်းမှပောက်ရတာဒါလေးကိုသိကြည့်ကြနော်ခင်ဗျားတို့ဒီမလို့အဖဲမလို့အဖဲ ဒီလိုမျိုးတင်ပေးတယ်အဲ့ထဲနေမှာကိုယ်နဲ့ကန်ဆက်သွားတယ်ကုလိုဂျင်နာကိုယ်နဲ့လည်းကိုက်ညီရလေးတွေရွေးချယ်ပြီးထုတ်တယ်ပေါက်ကနန်းဖြစ်သွားတယ်ဆိုတာနှစ်စဉ်တိုင်းလည်းရှိပါတယ်2024တုန်းကတက်တက်6အခု2025မှာဆိုလို့ရှိရင်နှစ်နှစ်ခွန်ဒါလိုင်းပေါ်မှာတင်ပေးတာပဲအဲ့အချိန်ဒီမှာဖမ်းရတဲ့အချိန်ဒီတင်ပေးတာတိုက်စကန်ရလို့ဆိုတော့ရသွားတယ်ပေါ့နော်ပေါက်ခဲ့တာရှိတာပဲဒါကျွန်တော်ပြောတဲ့အတိတ်ပဲနားလည်မှာပါနော်အဲ့အဲ့ဆိုရင်မမကတ်မထည့်တော့ရှင်မသုံးတဲ့ကိစ္စလေကျွန်တော်ပြောတဲ့အတိတ်ပဲခင်ဗျားနားလည်နိုင်ကြပါလိမ့်။ အဲ့လိုမျိုးဖြစ်နေတခြားရှုတော့အမြင်ကနေကျွန်တော်ကအပြစ်ပြောခြင်းနဲ့ဆိုပဲစိုက်တာတာပြောကြည့်သူရှိသူကျွန်တော်ပြောပြနေမှာကြည့်သူမရှိရင်ကျွန်တော်လည်းမပြောတော့ဘူးကျွန်တော်ကငါဘယ်တော့မှဖာရုံထုံးစံမရှိဘူးကျွန်တော်ရိုးရှင်းပြောရနော်ခင်ဗျားတို့ပေးလိုက်တဲ့ message ကိုကျွန်တော်ကောင်းထဲမှာပြန်ပြီးတော့ဘယ်တော့မှနေရာမပေးဘူးစိုက်တယ်လို့ပြောဆဲလဲကိစ္စမျိုးဆိုလဲကိစ္စမျိုးခင်ဗျားတို့ချီးမွမ်းနေလဲကျွန်တော်မသိဘူးကျွန်တော်ဆဲဆုံနေလဲကျွန်တော်ဘယ်တော့မှလိုက်မဖတ်ဘူး ကျွန်တော်တို့ကယူလိပဲအဲ့လိုပဲကျွန်တော်တို့ကျွန်တော်တို့ Facebook တမျိုးတွေပဲသုံးတယ်နော် Viber ကိုကားနေပဲအများအားကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်ပြီးလက်ခံတယ်ကျွန်တော်တို့ဒီလိုတင်တယ်ဒီလို file တွေကို YouTube တွေကယူသုံးတယ်ကျွန်တော် file တွေကိုယူသုံးတယ်ဆိုလို့ရှိရင် YouTube တွေကိုကျွန်တော်မြင့်တက်ရခဲ့တယ်ဒါပေမဲ့မသုံးတဲ့ကျွန်တော်မဆိုလို့သုံးကြံသုံးမသုံးကြင်ဒါနဲ့ခဏက comment တွေပိတ်ပြီးပြန်သုံးတယ်ဘာဖြစ်လို့လဲချစ်ချင်းမုန်းခြင်းတွေဘာမှမလို့ကြည့်ဘူးကျွန်တော်ကတော့ဒီပုံမှာ ကံပေးမှပေါက်တာစိတ်ချက်လက်ချက်ဝယ်တိုင်းလည်းမပေါက်ဘူးเนาะကျွန်တော်တို့လည်းဒီလိုလားကျွန်တော်တို့တွက်တိုင်းတာပေါက်နေပတ်စံဘယ်လိုလားထားမလို့ကျွန်တော်တို့လည်းသဘောတရားကိုရှင်းပြတာနားလည်နိုင်ကြပါပြီဘောเนาะအဲ့တော့ကြိုက်ရင်ယူဆုံးမှာတင့်တဲ့ပတ်သက်လို့ဒီဘွဲမှာကအကြိုက်ဆုံးနေရဆိုတင့်နောက်ဘိတ်ကိုကြိုက်တယ်တင်နောက်ပိန်ကိုဒီဖိန်ဒီစီကြော့အရာဆိုရင်တစားစီသုံးမျိုးရှိတယ်တင်နောက်ပိန်နဲ့ပရိန်ငါးဆယ်ကွက်တန်းရှိမယ် လက်ထိပ်တစ်ပိတ်နဲ့ခါစီဒီဆက်ကတန်းရှိမယ်တစ်ထိပ်တစ်အပိတ်နဲ့ခါစီဒီဆက်ကတန်းရှိမယ်ကျွန်တော်ဒီထဲကနေတကွက်မမကထဲမှာထက်လုံးထားတယ်ရိုးရိုးရှင်းရှင်းလေးပဲဘယ်ကနန်းလဲအခုကျွန်တော်ပေါ်ပြရတဲ့တက်နောက်